ုံဖုံးအနေနဲ့ရောလူမဟုတ်ပဲတခြားဘုံကပုံကူများအောင်မြင်မှုပါသလားဥမာနတ်တို့ဝိညာဉ်တို့ရောအရှင်ပြဖုံးဖုံးအနေနဲ့တဘာဝလွန်ဖြစ်ရများရောကြုံမှုပါသလားဗာရီများကြုံတွေ့မြင်ခဲ့မှုပါလဲရှင်ပြဝိညာဉ်ဆိုတာတစ်စေတရားကိုပြောတာတမရဲ့တမပါဖုံးဖုံးငယ်ငယ်လေးတုန်းကဒါ6နှစ်အရွယ်လောက်တုန်းက6နှစ်9နှစ်အရွယ်လောက်တုန်းကတစ်စေ6ခါရတယ်လို့ပြောမှာပေါ့နော်တမပါစေသွားတဲ့ ဒီမှာရဲ့ဆွေမျိုးမကဲမှဘူးကအဲ့နာမှာသူအိမ်နားမှာသူတည်သွားတာတလားလောက်ပဲရှိသေးတယ်တင်ပါဗျာသူအိမ်ဝနားမှာလည်းမကြီးပြင်းကြီးရှိတယ်တင်ပါဗျာညနေမိုးမချုပ်ခင်ဖုံဖုံအကူတယောက်နဲ့အဲ့ဒီအိမ်နားရောက်သွားတော့အကူကအဲ့ဒီအိမ်ပေါ်တက်သွားတော့ဖုံဖုံကအဲ့ဒီသူကအဖွားကြီးတည်ထားတာကိုကြောက်ပြီးတော့အိမ်ပေါ်တော့မလိုက်ဘူးအောက်မှာပဲမကြီးပြင်းကြီးနားမှာရက်နေတယ်တင်ပါဗျာအဲ့ရက်တော့ရက်နေတဲ့အချိန်လေးမှာ နောက်ကခြေတန်းလိုကြတော့လှည့်ကြည့်တော့မကြီးပင်ကိုဝလုံးကြီးနဲ့ဖြန်းကနေရိုက်တာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်ရဘသူကဝလုံးကြီးရိုက်ဘသူမှလည်းလူမရှိပဲနဲ့ဝလုံးကြီးရကြီးပဲပြန်လာပြီးတော့ဖြန်းဆိုရိုက်ပြီးပျောက်သွားဝလုံးကြီးရပဲလေထဲမှာရိုက်ပြီးလေထဲမှာရိုက်ပြီးပျောက်သွားတာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်လိုက်တယ်လူကမရှိဘူးသူကမရှိဘူးတမန်ပါဗျာညနေနေဝင်ရွေးရီချိန်တွေမှာပြန်ကနေအတန်လဲကြတယ်ဝလုံးကြီးလည်းမြင်တယ်ခနေ့တည်းအောင်အဲ့ဒီဝလုံးကိုမှတ်မိနေတယ်တမန်ပါဗျာအဝါရောင်ဒီထိတ်မှနှစ်ဖားနဲ့အဲ့ဒီ တင်းဝါလို့ခေါ်တဲ့ဝါမျိုးပဲတင်းပါဗျာအဲ့ဒါနဲ့ဖြန်းကနေပဲကြီးပင်ကြီးရိုက်လိုက်တာလန့်သွားတာပေါ့တင်းပါဗျာအဲ့ဒါတခုတွေ့ဘူးတယ်တင်းပါဗျာအဲ့တော့ကြောက်တာပေါ့လေတင်းပါဗျာသူကလေးဆိုကြောက်ပြီးတော့အဲ့အပင်ကြီးကိုမချည်ရဲတော့တင်းပါဗျာအဲ့ဒါတခုကြုံမှုတယ်တင်းပါဗျာကျန်တာတော့ဟိုခီးသွားရင်အခုမကြခင်ကခီးသွားရင်ကြုံတာတခုကတော့ဆယ်မိုင်ကုန်းကိုဖုံးပန်းပြုတ်လက်ပရဟိတ ကျောင်းသွားပြီးတော့တရားဟောတယ်ဆယ်မိုင်ကောင်ကဘယ်နားမှာရှိပါလဲရှင်ဘကိုးဆယ်မိုင်ကောင်ဘကိုးဆယ်မိုင်တမပါဘကိုးဆယ်မိုင်ကောင်ဆိုတော့တမပါဗျာအဲ့ဒီမှာလှဲကုအလွန်လေးပေါ့တမပါဗျာဟိုငါငါဆိုတော့မက်ကသွားလို့ရှင်မိနစ်40လောက်မောင်းရတယ်တမပါဗျာအဲ့တော်ကြီးတွေဖြတ်ပြီးတော့ကျောက်တန်းတာဝါကျောက်တန်းဆိုတဲ့ဘုရားရှိတယ်ကျောက်တန်းဘုရားရှိတယ်တမပါဗျာအဲ့နာအနီးမှာသွားတရားဟောတယ်ညာ9နိုင်ခွဲလောက်အဲ့ဒီကနေပြန်လာတော့7နိုင်လောက်ပေါ့နော်တမပါဗျာအဲ့ဒီမှာ ကလေးမလေးတယောက်မျက်နှာတော့ကောင်းမမြင်အောင်ခါဝန်တို့လေးနဲ့ဝတ်ပြီးတော့သူ့ကားနောက်ကနေပြီးတော့ဖုန်းတို့ကားစီပြေးလာတာမှန်ပါဗျဟဲ့ဒီချိန်ကြီးဘသူပါလဲလို့ရွာတွေကထွက်ပြေးလာသလားလို့စိတ်ကအဲ့လောက်ပဲဖြစ်တယ်မှန်ပါဗျနောက်တွေးကြည့်လိုက်တော့ရွာမရှိဘူးအဲ့ဒါတင်းကြိုင်းပဲရှိတယ်မှန်ပါဗျအဲ့ဒါတော့မျက်စိနဲ့မြင်ရတာတခါမှန်ပါဗျနော်အဲ့အခုအခုမကြာခင်မြင်တဲ့အမြင်ဖေဖော်ဝါရီလတည်းကမြင်တာမှန်ပါဗျအဲ့ဒီမတိုင်ကလွန်ခဲ့တဲ့7နှစ်လောက်က ီနေပြည်တော်တို့တော့မတည့်ရသေးဘူးတင်ပါဗျာနေပြည်တော်မတည့်ရခင်အနှစ်20လောက်ဖြစ်နေပြီတင်ပါဗျာလမ်းဟောင်းကပြင်မနာချက်ကြာဆိုသိလားအဲတောင်ကြားကြီးနေကြားတော့ကြားဘူးပါပြင်မနာချက်ကြာဆိုရေစင်းတွေဘာလို့နဲ့နေသလားမသိဘူးလမ်းဟောင်းပဲတင်ပါဗျာအဲ့ရဖုံဖုံတို့ကားတစီတည်းပဲပြန်ကုန်ကိုဆင်းလာတာကားသမားနဲ့ဖုံဖုံနဲ့ညောင်းတယ်ပဲတင်ပါဗျာပထမကုန်းတက်လေးကိုမီးထိုးပြီးတော့တက်လိုက်တဲ့အခါကုန်းထိတ်လေးမှာလမ်းမေးမှာထိုင်တာကလေးမလေးနှစ်ယောက် င်ပါဗျာနာယီကြည့်လိုက်တော့72နာယီကြီးပြီးတော့တော်ကြီးကျင်ပါဗျာအဲ့ဒါလူလူလို့ပဲမြင်ခဲ့တာပဲเนาะကြောက်တဲ့စိတ်တွေပဲတော့ဖြစ်ပါဘူး तू ကကြတော့ဘလို့အဲ့ကလေးမလေးခင်ယောက်ကြတော့ဘလို့ဝယ်စားမျိုးဝယ်ထားလဲဖြူရုပ်ပဲတမန်လူမြန်မာဝယ်စားလားဗျာမြန်မာဝယ်စားပဲကျင်ပါဗျာအဲ့တော့ထိုင်းနဲ့ဥပမာပါနဲ့တူတော့ဆိုရင်သူ့အမေဖေကအမေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ထဲမှာဟင်းရွက်ခူးလို့သူတို့ထိုင်ဆောင်နေတဲ့ပုံစံမျိုးလေးပဲတင်ပါဗျာအဲအဲ့ဒါလည်းမျက်စိနဲ့မြင်ရတာကိုပြောပြတာတင်ပါဗျာနော်တင်ပါဗျာ နောက်မှတွေးကြည့်တာဒီအချိန်ကြီးကဒါလူတော့မဖြစ်နိုင်ဘူးပေါ့နော်ပုတ်ကိုတွေးကြည့်တာတင်ပါဗျာနောက်တစ်ခါနှစ်ချက်ထိုးလောက်ကြတော့ကာရှိဆက်သွားတဲ့အခါမှာအဲ့လမ်းမှာပဲပေါ့ဗျာအဲ့လမ်းပဲပြမနာချက်ကြဟိုဘက်အမျိုးသမီးတယောက်ခပ်ပိတ်မင်းအသက်20လောက်ပဲရှိသေးတယ်ကလေးမလေးတနခါးတွေဖုံးနေအောင်လိမ့်ထားတင်ပါဗျာလိမ့်ပြီးတော့ဖုံးလို့ကာမီထိုးတဲ့အောင်မှသူကာမီထိုးသွားတော့ဆိုသူကလမ်းမေးသူကလည်းသူလမ်းသူရှောင်းအဲ့ဒါမြင်ခဲ့တယ်မြင်လိုက်တော့အချိန်နိုင်ကြည့်လိုက်တော့နှစ်ချက်ထိုးပဲရှိသေးတယ်တင်ပါဗျာ ဖုံးစိတ်တယ်မှာဘလို့ထင်တော့ဆိုဟာတို့ရွာနာရောက်ပြီထင်တယ်ရွာလူတွေအစိုးရထားကြတာနှစ်ချက်ထိုးပဲရှိသေးတယ်ဘဲသွားတာပါလိမ့်လို့အောင်မယ်တင်ပါဗျာကားနိုင်ွယ်မောင်းနေထင်အောင်ဘာမှမတွေ့ရအောင်တော်ကြီးပဲရှိတယ်တင်ပါဗျာနောက်မှပြန်စဉ်းစားကြည့်တော့တင်ပါဗျာအဲအဲ့လိုမျိုးလေးတော့တွေ့ဘူးတယ်တင်ပါဗျာနောက်တစ်ခါဟိုတယ်မှာနေပြီးတော့ဟိုတယ်မှာတဲရင်ကနေပြီးတော့တင်ပါဗျာညတည်ရင်တော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအခန်းထဲမှာလူသွားတာကိုတွေ့လိုက် တကယ်တော့ဘယ်သူမှတော့မရှိဘူးအဲ့ချင်းလူရိပ်ပေါ့သွားနေမြင်ရတယ်ခေါင်းကိုမြင်နေရတယ်နေရှာမြင်ရတယ်နေရှာရှာမြင်နေရအမောင်နေရမြင်ရတယ်အလင်းကလည်းရှိနေဘူးဘေးကပြီးတည်ထွန်းထားတာဆိုဟိုလိုအလင်းကြီးတော့မဟုတ်ဘူးအမောင်နေမှမြင်နိုင်တဲ့အလင်းလေးပေါ့နော်အဲ့တခါမြင်ရတယ်ဒီပြင်းတော့မတွေ့ဘူးအောင်ဖို့